ဒီကနေ့အကျန်းဖက်မီဒီယာကနေပြီးတော့အစပြီးတော့ဝါရဖြန့်ရှိလာတယ်ဟာလာဒီဘဲရင်မှာကျောင်းသားကျောင်းသူတွေစတင်နေတာကိုတက်မတော်ကနေပြီးတော့ဘုံချက်ရှင်းလင်းနေဆိုပြီးတော့မဟုတ်မမှန်ဝါရဖြန့်ရှိလာတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့ဒီမောင်နှမ၃ယောက်ကနေပြီးတော့ပြန်ပြီးတော့ပြောချင်တာဒီချိန်မှာဟိုအဖြူစိမ့်ဝှက်ပြီးကျောင်းသားကျောင်းသူတွေစတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကကျောင်းပိတ်တဲ့ယာသည်ပြီးတော့ဒီဘဲရင်မှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘဲရင်ကဒါစာမွေးပြန်ဖြေရတဲ့ဟို grade 3ကျောင်းသူကျောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူး ဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တက်တက်လောက်ချန်ဖန်တီးထားရဲဆိုရဲအကြောင်းကိုကျွန်မအနေနဲ့ကနဦးပြောချင်ပါတယ်ကိုစောဝိုင်းဘာပြောမလဲအဲဒါကတော့သူတို့ဟာပေါ့နော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်ကဟိုပေါ့နော်လုံရက်တွေအပေါ်မှာသူတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူတွေပေါ့နော်ဟိုကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူတွေကဒီလိုစာတင်ကြောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လုံချန်ဖန်တီးပြီးတော့မှအောက်တန်းဆန်စွာပြောဆိုနေတာပဲဖြစ်တယ်ညီမလေးနော်အဲဥစ္စာကတင်းမဖြစ်တယ်နော်ဒီဘင်းကြီးက လုံးဝလည်းပညာလည်းဟိုအကြောင်းလည်းမဖွင့်ဘူးပညာသင်ကြားတဲ့ဟိုလည်းမဟုတ်ဘူးညီမလေးပြောလို့ပဲ creative တွေဖြစ်ရတဲ့ဟိုဟာအကြောင်းလည်းမဟုတ်ဘူးပေါ့နော်ဘုကျိုးစိုးပြောလို့ရပါဘူးပြောပါအောင်ကျွန်တော်တို့အဲ့ဒီဒီဘေးရဲ့ခြေနဲ့သိရရင်ဒီဘေးမှာကကျွန်တော်တို့ပညာရေးရန်တွေရက်နေတယ်ပညာရေးရန်တွေရက်နေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအခြားသောဟိုဒီဝန်ဆောင်မှုရန်တွေအားလုံးရက်နေတယ်လက်ရှိတက္ကသိုလ်ဝန်ထမ်းဆောင်မဲ့ပြန်ပြရမယ့်အဲမှာလေဒီဘဲမျိုးမပါဘူးအဲ့ဒီဒီဘဲမျိုးကအဲ့ဒီအကြောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံကြီးထုတ်တယ် အဲ့ဒီဥပမာရှိတဲ့လုံယုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရင်ငါအကြောင်းသားမှမရှိဘူးအကြောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းနေရာဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချောရမှာကျဲမယ်ဗျာအကြမ်းမသမားရှိလို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်အတွက်လုံတင်လုံထက်တာလုံတာဆက်လုံမှာပဲဟုတ်ကဲ့ ဟုတ်ကဲ့ပါဘူးဆိုတော့အဲ့မှာတို့ပုံနေထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရဲ့ပြီးသွေးစွန်းနေတဲ့ဟိုဓာတ်ပုံတွေရဲ့ဆိုတာအလုံးချံဖန်တီးလိုက်တာအရင်ကတည်တာပါတယ်ဆိုတော့အကိုကြီးမြောက်ပြောသလိုပဲအဲ့ဒီစာတင်ចောင်းမှာတို့ကိုယ်တိုင်တို့ရဲ့ TikTok account နေရာနေပြီးတော့တင်ထားတယ်အဲဒီចောင်းနေဒီစာတင်ចောင်းနေထဲမှာ drone တွေဘုံတွေပြုလုပ်နေတဲ့ video file တွေတို့ကိုယ်တိုင်လည်းတင်ထားတယ်အဲ့ဒီ file ကိုလည်းကျွန်မဒီ video ရဲ့အဆုံးမှာထည့်ပေးထားပါမယ်ဆိုတော့အဲ့လိုမျိုးအကျန်းဖတ်သမားတွေစုဝေးပြီးတော့ လူတက်လက်နက်တွေထုတ်လုပ်နေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့တက်မလို့အကြက်ဖက်အနေနဲ့ရှင်းလင်းတာဖြစ်ကြအောင်ကိုကျွန်တော်တို့အနေနဲ့အဲဒါသတင်းမှန်အနေပြီးသူတွေသိရှိအောင်လို့ပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်။ကျွန်အားလုံးကျေးဇူးတင်ပါတယ်။ဟိုတစ်ဖက်ကနေပြီးတော့ဟာလာရုပ်ရှင်ဆန်ဆန်လောက်ကြံရိုက်ခုထားတဲ့ဟိုအရာတွေကိုမယုံကြည်ဘဲနဲ့အမုန်းတရားတွေပြန်မောက်လုပ်နေတယ်မယုံကြည်ဘဲနဲ့ဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတော့မိမိရဲ့ကိုယ်ပိုင်အသိဉာဏ်လေးနဲ့စဉ်းစားဆုံးဖြတ်နိုင်ကြပါစေလို့လည်းဆုမကောင်းတောင်းပေးပါရစေအားလုံးကျေးဇူးပါမတည်ခဲ့ရင်ပေါ့ ယူနီဖောင်းကိုကြော့ကြော့လေးဝတ်ပြီးကျွန်တော်အိမ်ပြန်လာမယ်အမေရွေးချယ်ခဲ့တဲ့လမ်းမမကြောင်းဒီနိုင်ငံကြီးအေဂျင့်သွားတဲ့အခါကျရင်အားလုံးကိုတက်သေးပြမယ်ဒီပေးရင်မျိုးနဲ့အိုထိန်တွင်ကြေးရွာစာတင်ကျောင်းအားလေကျောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်ကျောင်းသားသူငယ်ကလေးငယ်နှင့်အမျိုးသမီးစုစုပေါင်း20နှစ်ဦးပြင်းထန်တရားများနှင့်တေဆုံးခဲ့ရာ မေလ12ရက်မနက်ပိုင်းဒီပေးရင်မြို့နယ်အိုးထိန်တွင်ကြေးရွာစာတင်ကျောင်းအားလေကျောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်ကျောင်းသားသူငယ်ကလေးငယ်နှင့်အမျိုးသမီးစုစုပေါင်း20ဦးပြင်းထန်ဒဏ်ရာများနှင့်ပွဲချင်းပြီးတေဆုံးခဲ့ရပြီး ထိခိုက်တံရရပြီးအရေးပေါ်စေကူတမှုခံယူရသူအရေးအတွက်မှာ၄၀ခန့်ရှိတယ်လို့မြေပြင်အတီးပြုစည်ရင်ရရှိခဲ့ကြောင်းဒီပေရင်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတီးပြုထုတ်ပြန်ထားပါတယ်။လေရင်ဖြင့်စာတင်ကြောင်းပေါ်တက်တဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံခဲ့ရခြင်းဖြစ်ကဖြစ်မဲ့ကလေးသူငယ်ကျောင်းသားလူမမယ်လေးများအစုလိုက်ပြုံလိုက်ထိခိုက်တေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ဒီပေရင်ဘဖကအတီးပြုထားပါတယ်။ တိတ်ဆုံးသွားခဲ့ရသောကလေးငယ်များထိခိုက်ဒဏ်ရာရရှိခဲ့သောကလေးငယ်များ၏မိဘများနှင့်ထပ်တူဒီပဲရင်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်လည်းရင်းနှင်းကြေကွဲစွာခံစားရတယ်လို့ဖော်ပြပါဗျာ။